Hello guys, welcome back. ဒီဗီဒီယိုလေးမှာပြပြပေးမယ့်အကြောင်းအရာကတော့ဟိုတလောကလည်းမဆူ post တင်ထားတဲ့အတိုင်းပဲအာအမေဆူရဲ့လက္ခဏာအကုန်မဆူကမဆူသိတလောက်ပေါ့နော်လက္ခဏာနဲ့ပတ်သက်ပြီးမဆူလေးလားထားမိတလောက်ကလေး analysis လေးပြလုပ်ပေးမှာဖြစ်ပါလေပေါ့နော်အဲ့ဒီတော့စလိုက်ကြရအောင်နော်ပထမဦးဆုံးဒီပုံလေးကိုမဆုရောကြည့်ပါမယ်ဒီပုံလေးမှာတော့လက္ခဏာကအသေးစိတ်လိုင်းလေးတွေတော့ပေါ်နေရတော့မရှိဘူးဒါပေမဲ့မဆုရောကမေဆုရဲ့လက္ခဏာအစ်အတိအကျဆိုတာအတီးပြူအတီးပြူလို့ရတဲ့ ပုံပေါ့နော်အဲ့တော့အခုမဆုမြင်ရတဲ့ကလေးတွေကိုကိုပဲမဆုကြည့်ပြီးတော့အာပြောပြမိပေါ့နော်ဒီမှာဆိုလို့ရှိရင်မေစုမကထင်ရှားပြတ်သားတဲ့နှလုံးလမ်းကြောင်းဦးခေါင်းလမ်းကြောင်းအသက်လမ်းကြောင်းပြီးတော့အသက်လမ်းကြောင်းနဲ့အပြိုင်နောက်ထပ်လမ်းကြောင်းတစ်ခုကလည်း oops ထပ်ပေါ်လာတာရှိတယ်ပြီးတော့ဒီနားမှာလည်းကြာဘူးလို့လို့ဘာလို့လို့လို့လေးရှိတယ်ပေါ့เนาะအဲ့တော့လက္ခဏာ တွေကအဲ့လိုမျိုးထင်ရှားပြတ်သားနေုံနဲ့မဆုလို့ပြောလို့ရတာကဒီလူကစိတ်တက်မာကြောတယ်ဆုံးဖြတ်ချက်ပြတ်သားတယ်တာမဏိစိတ်တက်ရှိတယ်တခုခုလုံးမယ်ဆိုရင်လုံးမယ်ပဲအပြင်းမကြီးဘူးသူများကိုအာမကိုသိရမလားဟိုလက္ခဏာမှုံတဲ့သူတွေလေးတွေကကြတော့လေစိတ်တက်ပျော်ညံ့တယ်အပြင်းကြီးတယ်သူများကိုအားကိုးတယ်တခုခုဆိုလို့ရှိရင်လေနည်းနည်းလေးဟိုအခက်ခဲလေးတွေးတွေးလိုက်တာနဲ့သူတို့ကအကျက်သွားပြီစက်မလုံတော့ဘူး လက္ခဏာထင်ရှားတဲ့သူတွေကတော့အလိုမဟုတ်ဘူးဘာအခက်ခဲဖြစ်ဖြစ်အဆက်လုတ်တယ်ပေါ့နော်ဒီပုံလေးနဲ့ပတ်သက်ပြီးတော့မဆူကဒီလောက်တော့ပြောနိုင်နေနောက်တစ်ပုံရှိပါသေးတယ်ပေါ့နော် oops နောက်တစ်ပုံပေါ့နော်ဒီပုံကတော့အမေစုရဲ့လက္ခဏာအစစ်ဟုတ်မဟုတ်ကတော့မဆူအဒီမပြုတ်ပေးတတ်ဘူးပေါ့နော်ဒါပေမဲ့အမေစုလက္ခဏာဆိုပြီးတော့ အာလူတယောက်ကလာပို့ထားလို့အာမဆူဒီဟာလေးကိုအမေဆုလက္ခဏာအနေနဲ့ဖတ်ပေးမယ်ပေါ့နော်အာအဲ့တော့ခဲတံပြောက်တော့ခဲတံဟုတ်ကဲ့ခဲတံဒီမှာပထမအဦးဆုံးဒီလက္ခဏာမှာဆိုလို့ရှိရင်တော့အများကြီးမဆူတို့ထပ်ပြီးတော့ပြောလို့ရသွားပြီပေါ့နော်ပထမအဦးဆုံးနှလုံးလန်းချောင်းလေးကိုပြောမယ် ဒါလေးကတော့မြင်ရလားမသိဘူးဒါလေးကတော့နှလုံးလန်းချောင်းလို့ခေါ်ပါတယ်နှလုံးလန်းချောင်းမှာမှအောက်ကိုအကိုင်းလေးတွေအများကြီးပဲကြာနေတယ်တွေ့လားတွေ့လားဒီမှာဆိုလို့ရှိရင်အကိုင်းတွေကတော်တော်ရှည်တယ်ဘဝနှောင်ပိုင်းရောက်သွားလေးလေးအကိုင်းတွေကရှည်လေးလေးပဲမဆုအရင်ဗီဒီယိုတွေထဲမှာပြောခဲ့သလိုပဲဘယ်လန်းချောင်းမှာဖြစ်ဖြစ်အကိုင်းလေးတွေကဒီအောက်ဖက်ကိုအောက်ဖက်ကိုထိုးကြနေရဆိုလို့ရှိရင်ဒီဥစ္စာကမကောင်းဘူးပေါ့နော်အကြမ်းပြင်းပေါ့ ဒီမှာဆိုလို့ရှိရင်နှလုံးလမ်းကြောင်းကဘာကိုပြောရလဲဆိုလို့ရှိရင် attachment ကိုပြောတာ attachment မှာဆိုလို့ရှိရင် relationship တွေပါမယ်သားသမီးပါမယ်အိမ်အောင်ရေးပါမယ်ကိုယ်တငယ်ချင်းတွေပါမယ်လောက်ဖောက်ကံပဲပါမယ်ကို close ဖြစ်လိုက်တဲ့ relationship တွေနဲ့ပတ်သက်တဲ့ကံတရားပေါ့နော်အခုတော့ဒီအကိုင်းလေးတွေကြာနေတာဘာကိုပြောရလဲဆိုလို့ရှိရင်ကိုကဆနာလိုမျိုးပဲ relationship တစ်ခုလုပ်လိုက်ပြီးလူတယောက်ကိုခင်လိုက်ပြီးလူတယောက်နဲ့ဒါမှမဟုတ်အလုပ်တွဲလုပ်လိုက်ပြီးဆိုလို့ရှိရင်လေ သူတို့ကတခုမဟုတ်တခုတော့ဇာတိပြရတယ်ကိုကတော့အများကြီးလှုပ်ပေးတယ်စေတနာနဲ့ပေါ့နော်စေတနာနဲ့အဲလှုပ်ပေးတယ်အနင်းနာခံပေးတယ်ဒါပေမဲ့ကိုပြန်ရတာကကြတော့ ိုပေးတဲ့လောက်ပြန်မရအောင်ဒါမှမဟုတ်ကိုယ့်ကိုအတုံးချသွားတယ်ကိုယ့်ကို disappointment တခုခုပေးသွားတာနဲ့ပင်အဆုံးသက်ကတဲ့ပုံစံမျိုးပေါ့နော်သူဟာကတမြင်လည်းမဟုတ်နှမြင်လည်းမဟုတ်ဘဝတစ်ချောင်းလုံးကအဲ့လိုမျိုးပဲပေါ့နော်အဲ့တော့နှလုံးသားရရနဲ့ပတ်သက်ပြီးတော့ဆောနာကပြောတယ်လို့ပဲ disappointment လေးတွေရရှိရေးဒါပေမဲ့ဒီဥစ္စာကဒီဘဝကြီးတစ်ခုလုံးကိုဟို ဘလို့ပြောမလဲထိုးချသွားလောက်တဲ့ထိဆိုးလားဆိုတော့မဆိုးဘူးပေါ့နော်ဒီ line လေးတွေရာဒီလိုမျိုးအသက်လမ်းကြောင်းနေပါတယ်ကိုဖြတ်သွားပြီဆိုလို့ရှိရင်တော့ဟိုဟာစိတ်ပူစရာတော့ရှိရတယ်ဒါပေမဲ့ဒီ line လေးတွေကသူ့သူ့ဟာနဲ့သူ့ပဲတော်ယုံတော်ယုံလောက်ပဲကြာတာပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဒါဥကောင်းလမ်းကြောင်းနော်ဥကောင်းလမ်းကြောင်းကအမတွေ့လားနှစ်ခွားဖြစ်သွားတယ်ဥကောင်းလမ်းကြောင်းဒီလိုမျိုးနှစ်ခွားဖြစ်တဲ့သူတွေကလေ genius လို့ပြောလို့ရတယ် တချို့ဦးကောင်းလမ်းကြောင်းနေရာဒီလိုမျိုးကိုေးတဲ့ဘက်သွားတယ်ဒီလိုကိုေးတဲ့ဘက်သွားတဲ့လူတွေကလည်းကောင်းတယ်သူကကျတော့စိတ်ကူးစိတ်တန်းကောင်းတယ်တီထွင်ညာကတီထွင်စမ်းသစ်မှုကောင်းတယ် innovative ဖြစ်တယ်ပြီးတော့ဦးကောင်းလမ်းကြောင်းကဒီရှေ့တက်တက်ကိုဒီလိုသွားတဲ့ဒီနေရာကိုသွားတဲ့သူတွေကသူတို့ကကျတော့လက်တွေ့ကြရတယ် analytical ဖြစ်တယ်ကိစ္စတွေကိုဆိုလို့ရှိရင်လေးသိပြီးတော့ခန်းစားချက်မပါပဲနဲ့မှန်မှန်ကန်ကန်ပေါ့နော်မှန်မှန်ကန်ကန်စဉ်းစားဆုံးဖြတ်နိုင်တယ်ဒီနှစ်ခုလုံးကို तू อ่ะခွဲသွားတဲ့အတွက်ကြောင့်မလို့နှစ်ခုစလုံးမှာ तू อ่ะလေ ။ဦးကောင်းနဲ့ကောနှလုံးသားနဲ့ကောဘယ်အရာမဆိုချင်း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 နဲ့ဘတ်ပေါင်းစုံကနေပြီးတော့စဉ်းစားနိုင်နေပေါ့နော်။သူ့ဘက်ကိုယ့်ဘက်မျှပြီးတော့စဉ်းစားနိုင်နေ။ကိုယ့်ဘက်ကြီးကိုပဲအတ္တမကြည့်ဘူးပေါ့နော်။နောက်တစ်ခုကကြတော့ Oops ။ဟာ။ခေပြနေပဲဖြတ်လိုက်တော့မယ်။ ောက်တစ်ခုကပါလဲဆိုတော့ဒီမှာဒါဥကောင်းလမ်းကြောင်းเนาะစောနာမဆုပြောတယ်ဥကောင်းလမ်းကြောင်းမှာဒီမှာကအကိုယ်လေးအပေါ်လေးကိုတက်သွားတယ်သူတက်သွားတာကဘယ် direction လဲဆိုတော့ဒီ mercury ကိုဥတီသွားတဲ့ပုံစံလေးနဲ့တက်သွားတယ်အဲ့တော့ဒီအသက်ပိုင်းခြားကဘယ်အသက်ပိုင်းခြားလို့ပြောလို့ရလဲဆိုတော့အကျန်းပြင်းပေါ့နော်မဆုကအသက်အပိုင်းခြားအတိအကျအတွက်တဲ့နေရာမှာတော့မဆုမတော်သေးဘူးဒီဥစ္စာကတော့လေးလာနေရုံပဲဒါပေမဲ့မဆုသိတဲ့လောက်ပေါ့နော် ဘယ်အသက်အပိုင်းချလဲဆိုလို့ရှိရင်အသက်40ကျော်ကနေပြီးတော့60ကျော်လောက်အတွင်းပေါ့နော်ဒါပေမဲ့ဒီနေရာလောက်ကစရတယ်ဆိုတော့ I don't know maybe like early 40s လောက်ပေါ့နော်40ကျော်ကျော်နားလောက်မှာဆိုလို့ရှိရင်သူကဘာဖြစ်လဲဆိုတော့ယာဒူးတက်တာတို့သိရမလားသူရဲ့ဉာဏ်ပညာကြောင့်မလို့သူကဘယ်လိုပြောမလဲဘဝမှာပို့ပြီးတော့တဆင့်မြင့်သွားတာဟိုဘယ်လိုပြောမလဲအာဗာလဲ ຢາດູຕັດတာလည်းဖြစ်ရင်ဖြစ်နိုင်မယ်ဆောနာလိုမျိုးအာတခုခုပေါ့နော်ဓမ္မမဟုတ်သူစာအုပ်တွေပါလည်းရေးနေတဲ့တူတယ်သူစာအုပ်ကလောကဘက်ဆယ်လင်းဖြစ်သွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်တခုခုနဲ့ပတ်သက်ပြီးတော့တိုးတက်သွားတဲ့တကယ်ကိုမှတိတိတတ်တာတိုးတက်သွားတာမျိုးရှိတယ်ပေါ့နော် နောက်တစ်ခုကပါလဲဆိုတော့ဒီလက်ခလဲအောင်မှာဒီ line လေးရှိတယ်။အဲ့ဒါကို sand line လို့ခေါ်တယ်။ Apollo line လို့လည်းခေါ်တယ်။ဒီ sand line လေးကဒီတိုင်းလေးပဲမတက်ကလေးဆိုလို့ရှိရင်အရန်ကောင်းတာ။အထူးသဖြင့်အသက်50ကျော်သွားပြီဆိုလို့ရှိရင်အေးအေးချမ်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 းတတ်တာကုန်းကုန်းလုံးလုံးကြွကြွဝဝနဲ့နေရတဲ့ line မျိုးပေါ့နော်။ဒါပေမဲ့အမေစုမက sand line ပါပေမဲ့ဒီမှာအဖြတ်အကြီးကြီးနှစ်ခု ဖြတ်နေတာကိုတွေ့ရတယ်ပေါ့နော်ဒီဒီနေရာလေးကဒီစုံတဲ့နေရာလေးကကျတော့90ကနေစတယ်90ကနေစပြီးတော့အနောက်ပိုင်းပေါ့နော်အခုလည်းအမေစုဖြစ်နေတဲ့ situation နဲ့ဆိုလို့ရှိရင်တော့ခက်မှန်လို့ရတယ်ပေါ့နော်ဒီမှာကဆန်လိုင်းတစ်ခုဖြတ်ထားတဲ့အတွက်ကြောင့်မလို့အိုးအခက်အခဲတစ်ခုပေါ့နော်အခက်အခဲအတားအဆီးတစ်ခုသူ့ဘဝမှာကြော်ဖြတ်နေရတဲ့ပုံစံရှိတယ်ပေါ့နော်ဒီအသက်အရွယ်မှာတိုးပေမဲ့လည်းဒီဆန်လိုင်းရဒီနေရာမှာနေ ချက်သွားတာမဟုတ်ဘဲနဲ့ဆက်တက်သွားတယ်ဆက်တက်သွားတယ်ဆိုတော့ဒီဥစ္စာကနေပြီးတော့ကြော်လွားမှာသူအသက်ရှင်အသက်မသေးခင်ပေါ့နော်အသက်ရှင်နှောင်းဒီအခက်ခဲကနေပြီးတော့ထပ်ပြီးကြော်လွားအောင်မယ်လို့တော့မဆိုယုံကြည်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အလားတူမျိုးပဲပေါ့နော်အလားတူကဘာလဲဆိုတော့ဒီမှာတွေ့လားဒီဟာက many line လို့ခေါ်တယ်ကန်လန်းချောင်းလို့ခေါ်တယ်ကန်လန်းချောင်းကဒီလိုတက်လာတယ်ခြားထဲမှာမရှိတော့ပြီးတော့ဒီမှာကကန်လန်းချောင်းကဒီလိုတက်တယ် ဒီလိုတတ်တယ်တတ်တာအမှသူကဒီမှာဖြတ်လိုက်သေးတယ်ဖြတ်ပြီးတော့မှဒီမှာဒီလိုမျိုးလေးဖြစ်ပြီးတော့၄000ကွက်လေးဖြစ်သွားတယ်တွေ့လား၄000ကွက်လေးဖြစ်သွားတယ်သူကအဲ့ဒါကိုဘာပြောချင်တာလဲဆိုလို့ရှိရင်သူ့ဘဝမှာတဲ့ဟိုပေါ့နော်ဟိုဗာလဲ isolate isolate လောက်လောက်ခံရတယ်အထီးကျန်ရတယ်နောက်တစ်ခုကကြတော့အဲ့အထီးကျန်ပင်မဲ့ isolate လောက်ပင်မဲ့သူကအကောင်လုံးကို protection ရတယ်သူ့မှာအကာအကွယ်ရှိတယ်ဘာမှသူ့ကိုအရန်ကြီး ဟိုဘယ်လိုပြောမလဲထိခိုက်သွားစေတဲ့ဘေးအန္တရာယ်တော့မကြရောက်ဘူးပေါ့နော်ဒါပေမဲ့အကောင်လုံးနဲ့အဲသူတယောက်တည်းဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့မဆူတို့တီးတလောက်ကတော့အမေစုကအနှစ်20 house arrest မှာနေရတယ်ဒီမှာပြနေတာကလေဒီအသက်ပိုင်းခြားဒီအသက်ကနေဒီအသက်ဒီခြားထဲမှာဆိုဆိုရာကကြတော့အသက်35လောက်ကနေပြီးတော့အသက်50မပြည့်ခင်လောက်ထိပေါ့နော်တကယ်အပြည့်မှာတော့ ဘယ်အသက်လဲတော့မဆုမသိဘူးအဲ့ဒါတော့ Google မှာပြန်ကြည့်ရမှာဒီအသက်ကြားထဲမှာ Meisu house address ဖြစ်သွားတယ်ဒါပေမဲ့အဲ့ house address ကသူ့ဘဝကိုသူအရှုံးပေးလောက်တဲ့အထိဖြစ်လာလုံးဝမဖြစ်ဘူးသူ့မှာကအကုန်အကာအွယ်ရှိရဲသူ့စိတ်ကိုသူကြံ့ကြံ့ခံထားခဲ့တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဟွနောက်တစ်ခုကကြတော့ဒီမှာဒီ line လေးဒီဥစ္စာက Mount of Venus လို့ခေါ်တယ် Venus မှာမှဒီလိုမျိုး downline line လေးတွေရှိရဆိုရင်ဒါအရန်ကောင်းတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတယ်တော့ပြင်မဲ့အမေစုမာက downline မဟုတ်ဘဲနဲ့အလှရလိုက်ကလေးတွေအများကြီးပဲရှိနေအသက်လမ်းကြောင်းကိုတော့မဖြတ်သွားဘူးအသက်လမ်းကြောင်းကိုတော့မဖြတ်သွားဘူးအသက်အသက်အနေရယ်ကြာရောက်တဲ့အချိန်တော့အနေရယ်တော့မကြည့်ဘူးဒါပေမဲ့ဒီဟာကဘာကိုပြောရလဲဆိုလို့ရှိရင်သူ့ဘဝမှာအများကြီးတာဝန်နေဝင်တုံးဝင်ဘိုးတွေ ်တွေ့အများကြီးတည်ဖို့ခဲ့ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့သူ့မှာက stress တွေလည်းအများကြီးရခဲ့ရတဲ့ပုံစံကိုပြောတာပေါ့နော်နောက်တစ်ခုကဘာရှိအောင်လဲအော်နောက်တစ်ခုကကြတော့ဒီဟာလေးပေါ့နော်ဒီမှာကအားလုံးတွေ့ကြလားမသိဘူးဒီနားမှာစက်ချေကခလေးဒီ area ကစေတန်ဒီ area ကဂျူပီတာတက်ချေကကဂျူပီတာမှာတက်ချေကရှိရဆိုရင်ကောင်းတယ်ဒါပေမဲ့ စေတံအောက်မှာကြက်ချိတ်ကရှိရဆိုရင်တော့မကောင်းကြက်ချိတ်ကကဘယ်နေရာရှိရှိกว่าမကောင်းกว่าဒီဂျူပီတာကလွယ်လို့တခြားနေရာတွေမှာရှိရင်မကောင်းတို့ပဲမြတ်သူကကြတော့ဒီကြားထဲမှာရှိနေရပေါ့နော်လက်ခလေနဲ့လက်ညိုးကြားထဲမှာကြက်ချိတ်ကလေးရှိနေ။အဲ့ဒီဥစ္စာကဘာပြောချင်တာလဲဆိုတော့သူကနိုင်ငံရေးတို့ leadership တို့လူတွေအထင်ကြီးအားကြားကလောက်တဲ့ role တစ်ခုပေါ့နော်။အဲ့ဒီ role တစ်ခုကို तू ကဟိုကကင်ထားတာတော့ဟုတ်တယ်။ဒါပေမဲ့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောမလဲဂုံတည်င်းကိုညှိုးငယ်စေတာမျိုးအော်ညုံငယ်စေတဲ့အဖြစ်အပျက်မျိုးသူ့ကို challenge ခေါ်တဲ့အဖြစ်အပျက်မျိုးအခက်အခဲမျိုးအဲ့လိုမျိုးကိုကြုံရမယ်လို့ပြောတာပေါ့နော်ဒီဥစ္စာကြီးကအရန်ကြီးတော့မထင်ရှားပါဘူးဒါကြီးကလည်းအရန်ကြီးအစိုးကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲအဲ့လိုမျိုးဂုံတည်င်းကိုသူ့ရဲ့ဂုံတည်င်းကိုဟိုလိုက်ပြီးတော့တိုက်ခိုက်နေတဲ့အရာမျိုးတွေကြုံတွေ့ရမယ်ဆိုရင် indication လေးဖြစ်ပါတယ်ပေါ့နော် နောက်တစ်ခုကကြတော့ဒီမှာကအခုမှမဆုတွေ့တာတိလားစောနာမတွေ့ဘူးဒါအသက်လမ်းကြောင်းနော်အားလုံးသိတဲ့အတိုင်းမှာအသက်လမ်းကြောင်းအထင်းနေရပဲမမေးကြီးနဲ့ထင်းနေရတယ်လား oops sorry အသက်လမ်းကြောင်းကမမေးကြီးနဲ့ထင်းနေရပဲအဲ့ဒီအသက်လမ်းကြောင်းမှာမှမတူလားအပေါ်လေးကိုအပေါ်လေးတွေကိုတက်သွားတယ်လားအဲ့အပေါ်လေးတွေကိုတက်သွားတဲ့အသက် အပိုင်းချားမှာဆိုလို့ရှိရင်သူကယာတူးတိုးတာဟိုဟာဘယ်လိုပြောမလဲငွေကြေးတွေအများကြီးရတာအဲဘဝကို ထပ်ပြီးတော့မှ upgrade လုပ်လို့အဲ upgrade ဖြစ်စေတဲ့အကြောင်းအရာတွေနဲ့ကြုံတွေ့ရတာကံကောင်းခြင်းနဲ့တွေ့ရတာပေါ့နော်ဒီအသက်ပိုင်းခြားနှစ်ခုမှဆိုလို့ရှိရင်ဘဝကို upgrade လုပ်ခဲ့တယ်ပေါ့နော်ဒီအသက်ပိုင်းခြားကဒီတစ်ခုကကြတော့ဘယ်ဘယ်လောက်ရှိမလဲဆိုတော့အသက်음40 35 40လောက်ဖြစ်မယ်ဒီမှာတစ်ခုနောက်တစ်ခုကကြတော့ဒီမှာတစ်ခုနော်ဒီဟာကကြတော့45လောက်ဖြစ်မယ်ပေါ့နော်အဲ့ဒီအချိန်နှစ်ခုမှသူ့ဘဝကို upgrade လုပ်စေတဲ့ အဲ situation တွေနဲ့သူကြုံတွေ့ခဲ့ရတယ်ပေါ့နော်အသက်အပိုင်းခြားအတိအကျတော့မစုအာအတိအကျအသက်အပိုင်းခြားကတော့ဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ဒီဥစ္စာတွေကတော့အဲ့ဒီဝင်းကျင်ပေါ့နော်အဲ့ဒီ range ဝင်းကျင်လောက်မှဖြစ်မယ်လို့တော့မစုလို့ command လို့ရတယ်ပေါ့နော်နောက်ထပ်ပါရှိသေးလဲဆိုတော့နောက်တစ်ခုကကြတော့နောက်ဆုံးအနေနဲ့မစုပြောရမယ်ဆိုလို့ရှိရင်ဒါက ဆောနာပြောတဲ့အသက်လမ်းကြောင်းအားလုံးလည်းသိပါဗျ။အဲ့ဒီအသက်ပန်းအသက်လမ်းကြောင်းမှာမှဒီလိုမျိုးခွဲထွက်သွားတယ်။ပြီးတော့နောက်တစ်ခုကလည်းနားမှာဒီလိုမျိုးလေးခွဲထွက်သွားတယ်။ဝိုင်းပုံစံလေးခရင်ကွာပုံစံလေးဒီမှာနောက်တစ်ခုဒီမှာကလည်းနောက်တစ်ခုခရင်ကွာလေးကဟိုးနှောင်းပိုင်းပေါ့နော်သူရဲ့ဘဝရဲ့နှောင်းပိုင်းမှာဆိုလို့ရှိရင်ခရင်ကွာလေးဖြစ်သွားတယ်။အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့သူဘဝကဘဝနှောင်းပိုင်းရောက်လာလေလေသူသူ့ရဲ့စိတ်ကိုသူ့ရဲ့ဘဝကိုနှစ်ခွအနေနဲ့သူကနေရတော့မယ်။ သူအမြဲတမ်းကျင့်လည်လာတဲ့ပုံစံအတိုင်းနဲ့နေသွားမနေတော့ဘူးပေါ့နော်သူစိတ်ကိုသူပြန်ပြင်ဆင်ပြီးတော့ပိုကောင်းတဲ့ direction ကိုသူကဥတီပြီးတော့နေသွားမယ်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲ ဟိုမဆုထင်တာပေါ့နော်မဆုထင်တာတော့အခုဆိုလို့ရှိရင်ထိမ့်သိမ်းခံထားရတဲ့အခြေအနေပေါ့နော်ဒီအဲ့ဒီဥစ္စာကိုကသူကအထိမ့်သိမ်းခံနေရတယ်သူဘဝ victim ဖြစ်ပါတယ်ဆိုတော့ပုံစံမျိုးနဲ့ तू ကမနေဘူးမနေဘဲနဲ့ तू ကပို့ပြီးတော့ဟိုဒီအခြေအနေမှာသူစိတ်ကို तू ဘလို့ဟိုကောင်းတဲ့ဘက်ကို spiritual buying ကိုကောင်းတဲ့ဘက်ကိုဘလို့ direction ဥတည်ပြီးတော့ဘလို့နေသွားမလဲဆိုပြီးတော့တစ်ဖက်ကိုထပ်ပြီးတော့မှဟိုစူးစမ်းပြီးတော့ နေတယ်ပေါ့နော်သူ့ရဲ့စိတ်ကနှစ်ခွပြန်ဖြစ်သွားတယ်ပေါ့တကယ်တကယ်က तू ကအထိမ့်သိမ့်ခံရတယ်ဆိုတော့ तू ကတကယ်တမ်းကျတော့မဆူရိုးကိုတွတ်ဆိုလို့ရှင်တော့ဒီဥစ္စာကဆိုးတယ်ပေါ့နော်ကန်ဆိုးတယ်ပေါ့ဒါပေမဲ့ तू ကကန်ဆိုးတယ်ဆိုပြီးတော့လက်မခံမင်းနဲ့ तू ကကောင်းတဲ့ direction ကိုသူ့စိတ်ကို तू ပြောင်းပြီးတော့หนีတဲ့ပုံစံပေါ့နော်ဒါကတော့ဘဝနှောင်းပိုင်းမှာဖြစ်ရမယ်ပေါ့ဖြစ်ဖြစ်မဲ့ဖြစ်နိုင်ကြီးရှိတဲ့ဥစ္စာပေါ့ အဲ့တော့အခုအမေစုရဲ့လက္ခဏာလေးကိုမစု analysis လုပ်လုပ်လို့ပြီးပါပြီပေါ့နော်အလုံးလဲဂျင်းနဲ့နှစ်သိမ့်ကြလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်မစုကလက္ခဏာနဲ့ပတ်သက်ပြီးတော့အရင်အကျွမ်းကြီးမဟုတ်ပေမဲ့ကိုတက်တက်လောက်ပေါ့နော်ကိုလိလာထားတက်လောက်ကလေး analysis လေးလုပ်ပြီးခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အကယ်၍အမှားပါသွားလို့ရှင်လေအလုံးနားလည်ပေးကြပါလို့မြစ်တာရခန့်အပ်ချင်ပါတယ်ပေါ့နော်အဲ့ဒီတော့ကျေးဇူးတင်ပါတယ် bye bye